အာနာသိန်းစစ်တပ်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်ရဲ့မြို့တော်စစ်တွေမြို့မှာထင်ရှားပါပြီးဈေးနှုန်းတွေမြင့်တက်နေတဲ့အတွက်ကိုယ့်ရဲ့နေအိမ်ကို ကိုယ်တိုင်ဖြိုဖျက်ကာထင်းအဖြစ်သုံးဆွေးနေရတယ်လို့မြို့ခံတွေကပြောကြပါတယ်။တပေလောက်အရှိရှိတဲ့ထင်းလေးရှောင်းပါတစ်စီးကိုငွေကျပ်1500အထိဈေးနှုန်းမြင့်တက်နေတဲ့အတွက် အခုလိုကိုယ်နေအိမ်ကိုကိုယ်တိုင်ဖြိုဖျက်ပြီးတော့ထင်းအဖြစ်သုံးဆွေးနေကြရတာဖြစ်တယ်လို့စစ်တွေမြို့ခံအမျိုးသမီးတယောက်ကပြောပါတယ်။စစ်တွေမြို့မှာထင်းငါရှောင်းပါ တပေးလောက်အရှိရှိတဲ့ထင်းတစည်းကို အရင်ကငွေကျပ်တထောင်လောက်ပဲရှိခဲ့တာပါ။လျှက်စစ်မီဖြတ်တောက်ခံထားရတယ်လို့လမ်းပန်းဆက်သူရေးပိတ်ပင်ခံထားရတဲ့စစ်တွေမှာစစ်တွေမျိုးပြင်နေကြီးပါတွေကဒေသခံတွေဟာစစ်ပေးရှောင်နေကြရတာကြောင့်သူတို့တွေရဲ့နေအိမ်တွေကိုစစ်တပ်ရေတပ်ဖွဲ့နဲ့မွတ်စလင်စည်းဝါးရေးတမတရှို့ပူပေါင်းကဖြိုဖျက်ပြီးထင်းအဖြစ်ရောင်းချခဲ့ကြတယ်လို့ထင်းရောင်းချသူတွေရောက်ကပြောပါရယ်။လက်ရှိမှာတော့မြို့ပြင်မှာစစ်ပေးရှောင်တွေရဲ့နေအိမ်တွေမရှိသလောက်ဖြစ်သွားတဲ့အတွက် မြို့တွင်းမှာရှိတဲ့စစ်တွေမြို့တွင်းပိတ်မိနေတဲ့ဒေသခံတွေဟာသူတို့ရဲ့နေအိမ်တွေကိုကိုယ်တိုင်ဖြိုဖျက်ကအသုံးပြုနေကြရတာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။